ီကနေ့မေလာ28ရက်နေ့မှာရရှိထားတဲ့ငလျင်နောက်ဆက်တွဲသတင်းတွေတိုက်ပွဲသတင်းတွေနဲ့ထူးခြားသတင်းတွေကိုပြောပြပေးဖို့သတင်းရယူတင်ဆက်နေတဲ့ဒီပူဝေသတင်းထောက်မောက်ဝေဝေကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းတော့ပါမယ်။မင်္ဂလာပါမောက်ဝေဝေရဲ့ငလျင်နောက်ဆက်တွဲသတင်းတွေအရှင်လေးပြောပြပေးပါအောင်ရှင့်။ အာဟုတ်ကဲ့ပါဒီကနေ့မေလ28ရက်နေ့ရာဆိုလို့ရှိရင်ဒီအင်အားပြည့်ငင်လင်းလှုပ်ခတ်ခဲ့တာနှစ်လအတိပြည့်ခဲ့ပြီပေါ့နော်အာဒီကနေ့မနက်မှာပဲမန္တလေးမြို့ထဲမှာရှိတဲ့မဟာအောင်မြင်မြို့တဲကဒီလေးတဲ့တိုက်အဆောက်အုံတလုံးပြိုကျခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်အဲဒီအဆောက်အုံဟာအဲဒီငလင်းအကြောင်းပေါ့နော်အနှဲငယ်ပြိုလဲနေပြီးတော့ဒီကနေ့မနက်မှာတော့ဒီလေးတဲ့တိုက်လုံးလုံးအားလုံးပြိုလဲသွားခဲ့တာပါဒီပြိုကျမှုကြောင့်လည်းဒီအရက်တာဒေသခံအမျိုးသားတယောက်ပေါ့နော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အော်နောက်ပြီးတော့ဒီကနေ့မေလ28ရက်နေ့ဒီညနေအထိပေါ့နော်အဲမန္တလေး င်း Sky Villa ကွန်ဒိုကနေပြီးတော့ဒီအမျိုးသမီးရုပ်လောင်းတလောင်းထပ်မံရှောက်ဝေးထုတ်ယူနိုင်ခဲ့ပါတယ်။ဒီနေ့ကြီးဆိုလို့ရှိရင်ဒီ Sky Villa ကွန်ဒိုကနေပြီးတော့ရုပ်လောင်းပေါင်းအနှစ်ရုံလောင်းပေါင်းဒီ130ကျော်လောက်ပေါ့เนาะ130ဝန်းကျင်လောက်ထိထုတ်ယူနိုင်ခဲ့ပြီလို့လည်းသိရပါတယ်။အဲဒါအပြင်မနေ့ကဒီ Sky Villa ကနေပဲအမျိုးသမီးရုံလောင်း3လောင်းနဲ့ဒီရွှေတပိတ်တာဝန်းကျင်နောက်ထပ်ဒီမြန်မာကျပ်ငွေပေါ့เนาะတိမ်းပေါင်း1000ကျော်လောက်အဲရှောက်ခွေတွေ့နိုင်ခဲ့တယ်လို့လည်းဒီမြန်မာနိုင်ငံမိသားစုထဏာကထုတ်ပြန်ထားတာရှိပါတယ်။ဟုတ် ဟုတ်ကဲ့ပါဒီတိုက်ပွဲသတင်းနဲ့တခြားထူးခြားသတင်းတွေရှင်လေးပြောပြပေးပါအောင်ရှင့် ဟုတ်ကဲ့ပါမနေ့ကပေါ့နော်မေလ28ရက်နေ့မနက်ပိုင်းလောက်မှာဒီစစ်ကောင်စီတပ်ဟာဒီစစ်ကြောင်းသုံးကြောင်းကွဲပြီးတော့အင်အား900လောက်နဲ့ပေါ့နော်ဒီမဆူရန်အချင်းထောင်နောက်ပြီးတော့လုံခင်းရန်ချက်ဆက်ယုံနေဘက်ကိုအင်အားဖြည့်တင်လာတဲ့အတွက်ကြောင့်ပေါ့ဒီလုံခင်းမြို့အဝင်မှာ KIA နဲ့နှစ်ဖက်ပေါ့နော်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်နေတဲ့လူဒေသခံတွေစီကနေသိရပါတယ်အဒီပစ်ခတ်တံတွေကြားရပြီးတဲ့နောက်မှာပဲ KIA ကဒီဒေသခံတွေကိုရှောင်တိမ်မှုပြောလာတဲ့အတွက်ကြောင့်မနေ့ကညမှာပေါ့နော်ဒေသခံတွေကအားလုံးရှောင်တိမ်သွားပြီးတော့ဒီကနေ့မနက်မှာတော့နှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ် ်အော်နောက်တစ်ခုကတော့ဒီမေလတလထဲမှာပဲပေါ့နော်စစ်ကောင်စီကလေးချောင်းကနေတိုက်ခိုက်ခဲ့မှုပေါင်း213ကြိမ်ပြုလုပ်ခဲ့ပါတယ်အော်တိဆုံးသူကတော့ဒီ180ရှိပြီးတော့ထိခိုက်ဒဏ်ရာရရှိသူကတော့366ရောက်ရှိခဲ့ပါတယ်ဒီဖြစ်စဉ်တွေထဲမှာဆိုရင်ဒီလူ9ဦးနဲ့အထက်တိဆုံးခဲ့တဲ့ဖြစ်စဉ်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကလေးတငယ်တွေက41ရောက်ပါဝင်နေပါတယ်ရှင့်ဟုတ်ကဲ့ပါဒီနောက်ဆုံးဖြည့်ဆွဲပြောခြင်းတဲ့တဲ့အချက်လေးတွေရှင်လေးပြောပြပေးပါအောင်ရှင့် ဟုတ်ကဲ့ပါအာဒီကနေ့မေလ28ရက်ကပေါ့နော်ဒီငလင်ကြီးလှုပ်ခတ်ခဲ့တာနှစ်လလဲပြည်ပြီးဒီကြားထဲမှာစစ်ကောင်စီကလည်းဒီလေချောင်းကနေလက်နက်ကြီးနဲ့ဒီချောင်းကနေပြက်ခတ်တာလက်နက်ကြီးနဲ့ပြက်ခတ်တာတွေကိုဇက်တိုက်ပြုလုပ်နေခဲ့တယ်အဲ့ဒီပြုလုပ်နေခဲ့မှုတွေကဒီနှစ်လတာအတွင်းမှာပေါ့နော်တနိုင်နိုင်ငံတစ်ဝန်းလုံးကိုကြည့်မယ်ဆိုလို့ရှိရင်၈ရက်နဲ့9ချိန်ရှိခဲ့ပါတယ်ဒီပမာဏတွေမှာအချိန်ရေပေါင်း660လောက်ကစစ်ကောင်စီဘက်ကပဲဒီအပြစ်ခတ်ရက်တယ်လို့ကြေညာထားတဲ့ကာလအတွင်းမှာပဲပြုလုပ်ခဲ့တာပါဒီတိုက်ခိုက်မှုတွေအတွက်ကြောင့်ပဲဒီအပြစ်မဲ့ပြည်သူတွေနောက်ကလေးငယ်တွေပါ ါဝင်ဒီတော်လိုင်းတပ်ဖွဲ့ဝင်ပေါင်း950 954ဦးထပ်မနေထိခိုက်ဒဏ်ရာရပြီးတေဆုံးခဲ့တယ်လို့အဲ DVB ကကောက်ရရှိထားတဲ့စင်တွေကသိရပါတယ်ရှင်ဟုတ်ကဲ့ပါအခုလိုပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးသတင်းတွေကိုတင်ဆက်ပေးပါမယ်ယခုကြူအားကို စကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြန်မာသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင် ယခု QR ကိုစကန်ဖတ်ပြီး DVP YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်